1983ခုနှစ်ကဩစတြေးလျနိုင်ငံမှာဆစ်ဒနီကနေမဲဘုံထိ944မိုင်ရှိလျားတဲ့တပတ်ခန့်ကြာမဲ့မာရသွန်ပြိုင်ပွဲကြီးကိုကျင်းပခဲ့ပါတယ်။ပထမဆုံးပန်းဝင်သူဟာဩစတြေးလျဒေါ်လာ1000ရာမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ပိန်လီလီအဖိုးကြီးတယောက်ရောက်လာပါတယ်။သူ့နာမည်ကခလီယန်ဖြစ်ပြီးအာလူးဆိုင်စားတဲ့တောင်သူတဦးဖြစ်ခါသူ့အသက်ဟာ60နှစ်ရှိပါပြီ။ ကဘာမှာအခက်ခဲဆုံးမာရသွန်ပြိုင်ပွဲလို့သတ်မှတ်ခံထားရတဲ့အလွန်ရှိလျားတဲ့မာရသွန်ပြိုင်ပွဲကြီးကိုအသက်62နှစ်အရွယ်ပိန်လီလီအဖိုးကြီးကဝင်ပြိုင်ဖို့ရောက်လာတဲ့အတွက်အားလုံးတအံ့တအော်နဲ့ဝိုင်းအောင်လာကြပါတယ်။သူ့ပုံစံကလည်းဝိုင်းကြည့်ခြင်းစရာဖြစ်နေတာကိုတလစ်ဟာရာကင်းဆိုင်သူတွေဝလီဝထားရှိတဲ့အပေတီခံတဲ့ဝတ်စုံကိုဝတ်ထားပြီးမိုးတွင်းစီဘုဖနာအရှိကြီးကို စီးထားပါတယ်။ တခြားပြိုင်ပွဲဝင်သူတွေဟာသူ့ထက်အသက်အများကြီးငယ်ကြပါတယ်။သူတို့ဟာအားကစားအင်ဂျီဘောင်းမီတွေကိုဝတ်စားထားပြီး စီးထားတဲ့ဖနက်တွေကလည်း Nike, Adidas စတဲ့နာမည်ကြီး brand တွေဖြစ်ပါတယ်။ပြိုင်ပွဲဝင် လူငယ်တွေဟာသူ့ပုံစံကိုကြည့်ပြီးပြုံးနေကြပါတယ်။တချို့လူငယ်တွေက အဖိုးကြီးဒါမာရသွန်ပြိုင်ပွဲတော့လူအိုယုံမဟုတ်ဘူးဆိုပြီးမကြတဲ့ကြနောက်ပြောင်းကြပါတယ်။ကလစ်ကတော့မကြခြင်းအောင်ဆောင်းကား ဘာမှပြန်မပြောဘဲနေလိုက်ပါတယ်။ပြိုင်ပွဲကြီးကြသူတွေဟာကလစ်ရဲ့အသက်အရွယ်နဲ့ပိန်လီနေတဲ့ပုံကိုကြည့်ပြီးပြေးရင်နဲ့နှလုံးခုန်ရက်ပြီးတိတ်သွားမှစိုးရိမ်ကြတဲ့အတွက်ဝင်မပြိုင်ဘူးနားချကြပါတယ်။ဒါပေမဲ့သူက ကျွန်တော်ပြိုင်နိုင်ပါတယ်။ကျွန်တော်တသက်လုံးအလုတ်ချမ်းတွေလှုပ်လာတာပါ။ကျွန်တော်ကိုပြိုင်ခွင့်သာပေးပါလို့အတင်တောင်းဆိုပါတယ်။ပြိုင်ပွဲကြီးကြသူတွေကလည်းတားမရတဲ့အဆုံးခွင့်ပြုလိုက်ကြပါတယ်။ မာရသွန်ပြိုင်ပွဲစတင်တာလွတ်ပြီဆိုတာနဲ့လူငယ်အပြေးသမားတွေဟာရှေးကနေအာဂုံပြေးထွက်သွားကြပါတယ်။ကလစ်ကတော့နောက်ကနေပုံမှန်ပြေးလိုက်သွားပါတယ်။နောက်ကနေပြက်ကြံခဲ့တဲ့ကလစ်ကိုကြည့်ပြီးပရိသတ်တွေဟာဘယ်အချိန်လမ်းတနေရာမှာလဲကျတည်ဆုံသွားမလဲဆိုပြီးဒီဒိုးဝေဖန်နေကြပါတယ်။ကလစ်ဟာမာရသွန်ပြိုင်ပွဲကိုတခါမှဝင်မပြိုင်ဘူးတဲ့အတွက်မာရသွန်ပြိုင်ပွဲကိုဝင်ပြိုင်မဲ့အပြေးသမားတယောက်တိထားရမယ့်အချက်တွေ လိုက်နာရမယ့်အချက်တွေသတိထားရမယ့်အချက်တွေကိုဘာတစ်ခုမှမသိထားပါဘူးဒါကြောင့်သူဟာရက်ရှိတာဝေးပြိုင်ပွဲတွေမှာ အပြေးသမားတယောက်ဟာတညကိုအနည်းဆုံး6နာရီကနေ7နာရီထိအိပ်ဖို့လိုအပ်တယ်ဆိုတာကို မသိပါဘူးမသိတဲ့အတွက်သူဟာပထမညမှာ7နာရီလောက်သာအိပ်ခဲ့ပြီးဆက်ပြေးနေရလို့ပထမညမှာပဲအာလုံရဲ့ရှေ့ကိုရောက်သွားခဲ့ပါတယ်ဒုတိယညမှာတနာရီပဲအိပ်ပြီး 23နာရီလုံးပြည်ခဲ့ပါတယ်။စားရာတောက်တာကို ပြည်ရင်နဲ့စားတော့ပါတယ်။နောက်ရက်တွေကိုလည်းတနာရီသာအိပ်ပြီးဆက်ပြေးနေခဲ့တဲ့အတွက်မာရသွန်ပြိုင်ပွဲမှာပထမဆုံးပန်းဝင်ခဲ့ပါတယ်။ဒုတိယပန်းဝင်သူတဲ့ဆယ်နာရီစောပြီးပန်းဝင်ခဲ့တာဖြစ်ပါတယ်။မိုင်ပေါင်း944မိုင်အကွာဝေးကို9ရက်15နာရီ4မိနစ်နဲ့ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ပြိုင်ပွဲတွေရဲ့စံချိန်ထက်နှစ်ရက်စောပြီးပန်းဝင်ခဲ့တာစံချိန်သေးချိုးနိုင်ခဲ့ပါတယ်။ကလစ်ဟာရလာတဲ့စုချင်းငွေဩစတြေးလျဒေါ်လာတထောင်ကိုလေသူနောက်ကပန်းဝင်တဲ့ပြိုင်ပွဲဝင်၅ဦးကိုခွဲဝေပေးလိုက်ပါတယ်။ကလစ်ရဲ့ဇက်လန်တွေကနေရလိုက်တဲ့သင်ခန်းစာကတော့အသက်အရွယ်အသွင်ပြင်တွေဟာ စိတ်ဓာတ်နဲ့စူးစမ်းအားထုတ်မှုကိုဘလို့မှတားဆီးနိုင်ခြင်းမရှိဘူးဆိုတာရဲ့ တခါတလေဘဝမှာအများကြီးတိဖို့မလိုပဲလှုပ်ရှားရှိတာကသာဒီဇိုင်းမှန်မှန်လှုပ်ဆောင်ဖို့လိုအပ်တဲ့ဆိုတာပဲဖြစ်ပါတယ်တကယ်လို့ရက်ရှိတာဝေးအပြေးသမားတယောက်ဟာဘဏ္ဍမိုင်ပြီးပြီးရင်ဘဏ္ဍမိနစ်နားရမယ်တညမှာဘဏ္ဍနာကြီးအိပ်ရမယ်ဆိုတာကသာတီးခဲ့ပြီးလိုက်လုခဲ့ရင် သူနိုင်မယ်မထင်ပါဘူးမိတ်ဆွေတို့အားလုံးလည်းလိုချင်တာကိုဒီဇိုင်းမှန်မှန်လှုပ်ပြီးရယူနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်